ီကြံတော့မကမ်းပေါ့အဲကျွန်တော်ဒီနေ့တော့အဲအလူဂျီနဲ့ဆက်ဆက်ပြီးတော့တောင်းပြီးလို့ရှိပေါ့နော်ဒီနေ့ကောင်းပါပဲဒီမှာလည်းဒီဖွဲ့တွေကိုပုံမှန်ပါပဲတူတူပဲစက်လက်ငတ်လေးပေါ့အဲသူကြတာတခုကကျွန်တော်ကစီဒီယံစီဒီယံမှာ2017 3လပိုင်းတရနေတယ်ကဒါအပတ်စဉ်၄မြင်းဆောင်2016ကျွန်တော်ရွယ်ချက်ကကျောစီဒီယံနေနဲ့တိုင်းတစ်ဖက်တစ်ခုတည်ဆောက်မယ်ပြီးကျွန်တော်တို့ကပြောင်းခလုံးနဲ့လူတွေနဲ့ကြံပြီးတော့တော်လိုင်းကိုဆက်လက်တိုက်သွားမယ်ပေါ့ အတွက်လည်းကျွန်တော်ဒီရွက်ချက်ကိုအကောင့်နဲ့ခေါ်ချင်တယ်အဲ့တော့ကျွန်တော်ဒီမှာရှိတဲ့စီစဉ်တွေအကောင့်လုံးကျွန်တော်ခေါ်ဆူတာနောက်ပြီးတော့အဒေတာကရဲဘော်ဆိုတိတ်ရှိဘူးအားလုံးလားချောလောက်ပဲရှိတယ်ကျွန်တော်ကိုယ့်ကိုထိန်းတယ်ကိုစီကိုကန်နဲ့နေတယ်ကျွန်တော်တို့တက်ကနေကြီးလာတာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကြီးလာတာမဟုတ်ပြန်ပိုက်ချင်ကျွန်တော်တို့ထွက်လာဆိုတော့ရွက်ချက်နဲ့အတူတူရွက်ချက်ရှိတဲ့ညီပေါ်နဲ့အတူပေါင်းပြီးတော့ကျွန်တော်ပြန်တော်လာမယ်ဆိုတော့စိတ်နဲ့ကျွန်တော်တည်ဆောက်နေရပါတော့အဲ့မှာလည်းအခက်အခဲအများကြီးရှိတယ်ပေါ့နော် အဲကြောင့်တရားဆရာကြီးလက်ကူညီတောင်းပြီးတော့သွားနေရပါဘောနော်ဒါတော့တပိုင်းပေါ့နော်နောက်နောက်တစ်ခုကတော့ဒီပြန်ပြရဲ့အကောင်ရော PDF အကောင်ရောဆရာလေးတစ်စုံဘဲလေးပေါ့အဲတစ်စုံဘဲလေးဆရာဆရာကိုခုကြည့်ချက်တောင်းပြီးတော့ဒါနဲ့ဟိုတစ်တစ်စုံချင်တယ်ပေါ့နော်အဲ့လိုဒီဆရာဆရာလေးပွီးဒီလိုစီပေါ့နော်အဲဒါဆိုလဲဒီကကျွန်တော်ပွီးပဲပေါ့နော်အဲကျွန်တော်လည်းအတူတူတွေ့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 နဲ့အပိစကားလေးပြောပြပါကျွန်တော်တို့လုပ်ချင်တဲ့တော်လည်ရေးကိုအခုညီလေးရနိုင်အောင် ဒီလေးပေးပါဆိုတော့အဒီလိုပွဲလေးလေးလေးထွေးတဲ့လောက်ရအောင်ဆင်နာမျိုးဖြစ်ပါတော့เนาะဒီမှာရှိတဲ့ပုံစံကတော့စစ်တပ်တိုင်းပဲစစ်တပ်ရဲ့ဤကိုကျွန်တော်ပြန်သုံးတယ်ဒါမဲ့ပြန်တိုက်အဲ့ခုပဲကွာရန်သူဤကိုအကောင်းဆုံးကျွန်တော်တို့ချက်သုံးတယ်ရန်သူကိုပြန်တိုက်စစ်တပ်ကလူမကောင်းတာမူကကောင်းသူ့ရဲ့မူတွေသူ့ရဲ့လမ်းစဉ်တွေကတော်တော်ကောင်းတယ်တော့က ထိန်သိမ်းလို့မိဘထိန်သိမ်းလို့မရဘူးဆိုတော့တောက်ကြလေးအမျိုးသားတယောက်တော့မှသူ့ရဲ့နီးစနစ်နဲ့သွားမယ်ဆိုရင်တော့ထိန်သိမ်းနိုင်ဆန်းရှိတယ်ပေါ့နော်ကျွန်တော်တော့ NU ကျွန်တော်ဒီမှာပြန်တောင်းတယ်ပြတ်တော့ဘယ်ကြားဒီလက်ခံရဲဘော်တွေတိတ်နေမရှိမရှိရှိတဲ့စီနီယာရဲဘော်တွေမရှိတဲ့စီနီယာတွေရပဲနောက်လာတဲ့စီနီယာတွေကိုဒီပြည်လမ်းပြနဲ့စနစ်ကြဆောက်ပြီးတော့သွားဒါဒီကျွန်တော်ရဲ့ဒီ PDF ဖက်ကြည့်ပုံပိုင်းပေါ့နော်ရရှိတဲ့ PDF တွေရဲ့လုပ်နေတဲ့ပုံစံပိုင်းပေါ့ ဆိုတော့ကျွန်တော်အဓိကကျွန်တော်ရင်ချက်ကတော့တရားစီရင်ရေးရချက်တော့တိုက်တိုက်ရတိုက်တိုက်လို့လည်းတန်ရတဲ့လူတွေရှိတယ်ဟိုသီယိုတွေပဲထည့်ထားတဲ့လူတွေရှိတယ်အဲကျွန်တော်လက်ရှိဘောနော်ဟိုတိုက်လာလဲကျွန်တော်လက်ကြအောင်အဲ့ဒီရွယ်ချက်တိုင်းကောင်းတဲ့ဘောကိုကျွန်တော်ကြိုးစားခဲ့တာလည်းတုံးလေးမြင်လာလို့ရှိဘူးအဲ့တော့အခုလို့တွေ့ဆုံပြီးတော့ဒီပတ်ချင်းတူတဲ့ဒီပုံရင်းနဲ့အတွေ့ပြီးတိုက်ချင်တယ်နော်သနာရှိတဲ့ချိန်ကြီးအတွေ့လို့ရတယ်ချိန်ပြေဟောဖြစ်လို့ရတယ်ဘောနော် ကျွန်တော်တို့ view ဆောင်နဲ့ပြန်ဖိုက်နေကြတော့တော့ကျေပေါ်ရအောင်မင်္ဂလာပါမင်္ဂလာပါအဲ့တော့ပြဆက်ပြရရင်တော့ငါကတကွာ94ခုနဲ့မှာစစ်တပ်တွေဝင်ခဲ့တယ်ပေါ့အဲ့တော့94မှာမွေးတယ်လူဝေးပြီလားဟုတ်ကော94မွေးတယ်ဘယ်လူတွေဘယ်ဘွားဘယ်ဘုံရှိနေလဲမသိဘူးအဲ့အချိန်မှာငါတော့တနက်ကင်ခဲ့ပြီဟုတ်လား အဲ့တော့94ခုနှစ်ကဆက်တက်ဝင်ခဲ့တယ်အဲတို့တွေကိုအခုတော်တော်ရဲဆက်ဆက်နှိကုတ်နေရဆိုတော့စစ်ဘိုးတွေနဲ့တက်ခဲ့တဲ့စစ်ရက်ကသူမှာပဲငါလည်းတက်ခဲ့တယ်ဒါမဲ့လဲဆိုတော့ပြောလို့ဟိုမူရကောင်းတယ်လူရမကောင်းလို့ပြရဒီလေးပြောပါလို့ဆိုတိုင်းအချင်းပြတဲ့ခြားစားတဲ့အဝင်ဝိုင်းတွေတော့ဘယ်လိုလဲကျန်လာပိုင်းလေးတော့ပြည့်ုံရှိတယ်ပေါ့ဆိုတော့ပြောချင်တာကအဒီကိုယ်တလီကုနေကနေ စစ်တပ်ထဲဝင်တယ်2005ခုနှစ်မှာမိမိသဘောဆန္ဒလျောက်ရောက်အောင်နှုတ်ထွက်ခဲ့ဒီနှုတ်ထွက်ခွင့်မပေးရင်လည်းမင်းတို့လူကြီးပြစ်တတ်မယ်ဆိုပြီးတော့ငါကြွေးကြော်ပြီးတော့ထွက်လာခဲ့တာ2005ခုနှစ်မှာထွက်လာတယ်2005ကနေပြီးတော့အခုချိန်ထိဒီစစ်တပ်ဖက်စစ်ကျန်းဖက်စစ်တပ်ကြီးကိုပြည်ပြင်ပြောင်းလဲဖို့ဒီပေါင်းစုံနဲ့ဂျိုးပန်းခဲ့တဲ့စစ်သားအုပ်တယောက်ဖြစ်တယ်ဒါမင်းတို့မျက်စက်ပြတာဖြစ်တယ်เนาะအဲ့တော့ငါတို့အပတ်စဉ်နေနေပြောရမယ်ဆိုရင်တော့မင်းတို့အခုနှိပ်စက်နေတယ်ဆိုရယ်စစ်တိုင်းမှုတွေဟိုဆိုရင်နေပြီးတော့တိုင်းမှု ရတာเนาะနေပြီးတော့တိုင်းမှုเนาะတော့ပသိမ်ဘက်ရှိတယ်တော်တော်များများအတိုင်းမှုရတပတ်ဆင်းတယ်เนาะငါပတ်ဆင်း39ဝဆင်းလာခဲ့တာဖြစ်တယ်ဆိုတော့မင်းတို့နဲ့တူဒီဟိုရဲ့ဘက်တွေဖြစ်တသားတယ်ရဆရာမင်းသားတို့လိုမျိုးတောင်းရှိတဲ့သူတွေနဲ့တသားတယ်ဒလိုင်းနေမြန်မာနေပြီးတော့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တစ်ကိုတိဆောက်ဖို့အမေမေတို့ယူကြည်ချက်နဲ့လွတ်လပ်နေတဲ့တော်လိုင်းကြီးတသားတို့ဖြစ်တယ်ဒါဥပဒေမိတ်ဆက်ပြတာဟုတ်ပြီเนาะအဲ့တော့ ဒါအခုဒီခန္ဓာဆောင်ဘုကဒီမှာရေးထားတဲ့အတိုင်းပါပဲเนาะအမှန်တဲ့တရားညံ့လို့စွာဖြစ်ဤသူစစ်သားများအဖြစ်เนาะဤသူပဲကူပြောင်းလာတဲ့ဤစစ်သားတွေကိုကျိုးဆုပ်ကုန်ပြတာဒါကလုံးเนี่ยเนาะတိတိကျကျမင်းတို့ဖွင့်လိမ့်ပြီးတော့ပြောပြထားတယ်အဲကြောင့်မင်းတို့အခုဒါခုငါစကားပြောနေတဲ့အချိန်မှာပဲမင်းတို့ရဲ့ရေဝန်းနေမင်းတို့ထိုင်တဲ့ပုံတွေကိုပြင်ပြီးတော့ဤစစ်သားအဖြစ်ဂုံယူတဲ့ပုံစံပြအောင်မမတ်လေးထိုင်ဒီလုံးတွေကိုမင်းတို့ကယုံကြည်စိတ်အပြည့်နဲ့ မင်းတို့ငါတို့တွေကတကယ်ကိုပဲနိုင်ငံအနာဂတ်ကိုဆက်လက်ပြီးဥဆောင်ပြီးစီမံအုပ်ချုပ်လက်ပတ်သွားနိုင်ချာရှိတယ်ပြည်တော်စုနိုင်ငံတော်ရဲ့အနာဂတ်ပါကောင်းနေဖြစ်ငါတို့ကညှို့လင့်တာယုံကြည်ထားတယ်မင်းတို့ကိုမင်းတို့ယုံကြည်ဖို့ပဲလို့ဟုတ်လားဒီနိုင်ငံကြီးကိုရုရှားတွေပြုတ်တရားလာတီဆောင်မလားမင်းတို့တီဆောင်မလားဟုတ်တယ်ပါဘယ်ဒီနိုင်ငံကြီးကောင်းငွေစိုးမွေကိုမင်းတို့နဲ့ငါတို့အတူတူပဲခံစားမှာဟုတ်တယ်မဟုတ်ပါဘူးအဲ့တော့ကောင်းအောင်လုပ်မယ်ဆိုရင်ဒီနိုင်ငံသားတွေအားလုံးကောင်းပါရမယ်စူးစမ်းပါရမယ်ဟုတ်တယ် အဲ့တော့မင်းတို့တွေကမတို့တဲ့အတအများကြီးနေမျိုးဆက်တွေဖြစ်အဲ့တော့မတို့တဲ့ပို့ပြီးတော့စွမ်းရည်ထက်မြင်ရမယ်ငါတို့တဲ့ပို့ပြီးတော့အလုတ်ပို့လို့နိုင်စွမ်းရည်ရှိတဲ့အတွက်အလုတ်ပို့လို့ရမယ်ငါတို့တဲ့ပို့ပြီးတော့ယူသားဖြောင်းမှမှုရှိအောင်ကြိုးစားမတို့တွေမင်းတို့ရှိမှစန္ဒမနာခေါင်းတွေပြနိုင်တော့ပြခဲ့ပြီးပြီးကြိုးစားခဲ့ပြီးပြီးအဲ့တော့မင်းတို့တွေကဆက်လက်ပြီးတော့ပခုံးပြောင်းတာဝန်တွေထမ်းဆောင်မယ်တာဝန်ရှိပြီဖြစ်ရေလုံးတွေကိုယုံကြည်စိတ်ဥပဒေမှာမင်းတို့စိတ်ထဲမှာငါတို့ဒီဘက်ပဲပြောင်းလာလို့ ါတို့မယုံမကြည်စိတ်တွေနဲ့ငါတို့ဒီစုံတစ်ခုမှာပြုလိမ့်မလားငါတို့အတန်အနေများရှိလိမ့်မလားငါတို့အနာဂတ်တွေများတစ်ခုခုချိန်ချောက်ခံရလိမ့်မလားဆိုတဲ့အတွေးတွေအားလုံးကိုလုံးဝဖြောက်ပြောက်လိုက်ဖြောက်ပြောက်လိုက်မင်းတို့တွေကိုနိုင်ငံတော်အစ်စ်ကိုထုစစ်ဖို့ဆက်လက်တောင်းဝန်ပေးအပ်မယ်ခေါင်းဆောင်လောင်းနေဖြစ်ငါတို့ကကြိုးဆိုပြီးတော့မင်းတို့တဲ့အလက်တွဲလို့ကိုကြိုးစားနေဖြစ်ဟုတ်ပြီနော်ဟုတ်ပါအေးအဲ့တော့အဲ့တော့မင်းတို့ဒီဘက်ချမ်းဒီဘက်ချမ်းဆိုငါတို့ပြည်သူဖက်အမှန်နဲ့တရားဖက်တော်လှန်ရေးဖက် နိုင်ငံတော်တစ်ကိုတိဆောက်မဲ့ခွန်အားတဲ့ဘက်ကိုကူးပြောင်းလာတဲ့အတွက်ကြောင့်မင်းတို့တွေဆောင်ရွက်ခဲ့တဲ့အဖိုးတန်လိုရက်တွေအကြောင်းကိုငါရှင်းပြမယ်အဲ့တော့အဖိုးတန်လိုရက်တွေအကြောင်းကိုမရှင်းပြခင်အကြခင်မှာကြာရောက်တော့မဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ပြောခဲ့တဲ့စကားလေးတစ်ခုနဲ့ကိုကလူမျိုးကိုပြောချင်အဲ့ဒါဘာလဲဆိုတော့လူတိုင်းမှာတန်ဖိုးကိုစီရှိတယ်လူတိုင်းမှာဘာကိုစီရှိလဲတန်ဖိုးရှိပါတယ်လူတိုင်းမှာဘာကိုစီရှိလဲတန်ဖိုးရှိမင်းတို့မှာလည်းတန်ဖိုးရှိမင်းတို့မှာတန်ဖိုးရှိတယ် တန်ဖိုးဆိုမင်းတို့အသိဉာဏ်ရှိတဲ့လူဖြစ်တယ်အသိဉာဏ်ရှိလို့လည်းပဲအခုမင်းတို့မှားယွင်းတဲ့ဘက်အာဓမဘက်ကအတင်းဓမ္မကြုံပြုတ်ပြီးတော့မင်းတို့စစ်သားဖြစ်တုတ်သွင်းခံရတဲ့အချိန်မှာမင်းတို့ဟာအသက်နဲ့ဘဝခန္ဓာအားလုံးရင်းပြီးတော့ဒီဘက်ကိုရောက်အောင်ဖောက်ထွက်ကူပေါင်းလာခဲ့တယ်ဟုတ်လားဟုတ်ပါတယ်ဒါမင်းတို့တန်ဖိုးရှိတဲ့စိတ်ထားရှိလို့တန်ဖိုးရှိတဲ့ဘက်ကိုတန်ဖိုးရှိတဲ့အလုပ်လုပ်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ရောက်လာပြီးတော့မင်းတို့တန်ဖိုးကိုယ်စီရှိကြတဲ့သူတွေဖြစ်တယ်အဲ့တော့တန်ဖိုးကိုယ်စီရှိကြတဲ့သူတွေဖြစ်တဲ့မင်းတို့ဆောင်ရွက်ခဲ့တဲ့ ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့ဘယ်ပြောင်းမှုနဲ့ပတ်သက်ပြီးတော့ရှိတဲ့အကျိုးအဖျားတွေကိုရှင်းပြပထမဆုံးနံပါတ်1တစ်ချက်ဆိုတော့ဆရာမင်းသားလည်းပြောသွားပြီငါတို့အမှန်တဲ့တရားတော်လိုင်းဘက်ကခြေမုံတိုက်ခဲရမယ်ဖက်စစ်လက်ပါစီစတားတယောက်အဖြစ်မဟုတ်တော့ပဲပြည်သူပဲသားဖြစ်တော့ငါတို့ပဲခွန်အားပုံပြီးတော့မရပါဘူးလားရပါမင်းတို့လည်းအတန်ရှင်ခွင့်ရသွားပြီဖြစ်တဲ့ကြောင့်မင်းတို့မိသားစုနဲ့တစ်ချိန်ချိန်မှာပြောပြောရှင်းရှင်းပြန်ဆောင်စည်းခွင့်ရမယ်ဆိုတော့ဘလို့မှတူနိုင်လို့မရတဲ့ဆုလက်ကြီးမင်းတို့မရဘူးလား ဟုတ်တယ်ဒီလိုနဲ့အတူတူပြည်သူချင်းပုံစံပြီးအပြင်းတက်တခံခဲ့ရတဲ့လူတော်တော်များများပြေသွားကြတယ်ဟုတ်တယ်ဟုတ်ပါဘူးမင်းတို့အသက်ရှင်ခွင့်ရတဲ့အပြင်ကိုအခုဆိုနွေနွေထွေးထွေးမြေတားနဲ့လာပြီးတော့ဒါမင်းတို့နဲ့အတူတူရှိနေတဲ့လူတွေလာဆုံးစည်းခွင့်ရတော့မင်းတို့စိတ်ထဲမှာကြည်နူးမှုမဖြစ်ဘူးလားဖြစ်ပါတယ်လုံခြုံမှုမဖြစ်ဘူးလားဖြစ်ပါတယ်ဟုတ်အဲ့တော့နှစ်ဖြာအကျိုးရှိသွားပြီနှစ်ခုနော်ဒုတိယတစ်ခုကျတော့အခုမင်းတို့တွေကိုယ်တိုင်လုတ်ခဲ့တဲ့လူရဲ့ပုံမှာမာရွင့်နဲ့မမှန်ကန်ဘူးအတဲတော်မှာဖမ်းဆီးသွင်းခံရပြီးပြည်သူရှိပြီးပို့ခံရတယ် ဒီချိန်မှာမင်းတို့လွတ်မြောက်ရုံထွက်လာပြီဒီဘက်ရောက်လာပြီဆိုတော့မင်းတို့ကိုယ်တိုင်စံနမူနာပြတာပြီးပြတာပြီးလိုက်တဲ့အကြောင်းပြောလက်ရှိစစ်ရှုံးကောင်စီဖက်စစ်တပ်ထဲမှာကြံနေတဲ့မင်းတို့အလားတူဖမ်းဆီးခံရတဲ့စစ်သားတွေအတွက်လေဟာမတို့ဟာအတီခံပြီးတော့မိုက်နေလို့မရဘူးပြည်သူဘက်ကအမှန်တရားဘက်ကတော်လိုင်းဘက်ကဟော့တ်မှာကျမတို့နဲ့တူမတို့နဲ့တူတက်ခဲ့တဲ့တငယ်ချင်းတွေရဲဘော်တွေကူးပြောင်းသွားတာစံနမူနာကြည့်ပြီးသူတို့တွေကိုထွက်ပေါ်လာဖို့ အလိုလျောက်စီယုံနိုင်စွမ်းနေမပြတာနဲ့ပေးနိုင်ဘူးလားပြန်ပါတယ်အဲ့တော့အဲ့တော့အဖျား၃ဖျားရှိပါဘူးအကျိုးဖျား၃ဖျားမင်းတို့လုပ်ခဲ့တဲ့လုပ်ရနော်နောက်တစ်ခုကျတော့မင်းတို့ကနိုင်ငံတကာအစိုးရအဖွဲ့တွေလက်ရှိဖက်စစ်မင်းအွန်လိုင်းဥဆောင်တဲ့အကြမ်းဖက်စစ်တပ်ကဆိုးရွားတဲ့ဖောက်ပြန်သောဥပဒေနဲ့မညီသောလုပ်ရတွေကိုကွက်ကွက်ကွင်းကွင်းလူသက်တင်ဖြစ်ပြပေးတဲ့မင်းတို့ကဖော်ထုတ်ပေးလာခဲ့ပြီအာကျွန်တော်ကျွန်တော်ဆိုတယောက်ဆိုရင်ကျွန်တော်ကျွန်တော်ထွန်ဆက်မောင်းနေတာစပိုင်းဆက်မောင်းနေတာ ကျွန်တော်အတင်းဖမ်းခေါ်လာပြီးစစ်တပ်တွေတွင်းခံရတာဟာဟိုတယောက်ဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ဇမီညက်နေတာဇမီညက်နေတဲ့အထက်မှာမြေမကုန်နေပြသန်းဆိုပြောပြီးတော့မကုန်နေနဲ့တိမ်ရှူချက်ချင်းကျွန်တော်ဖမ်းခေါ်ပြီးစစ်တပ်တွေတွင်းလာတာကျွန်တော်စိတ်ဆန္ဒနဲ့လည်းညီမဟုတ်ဘူးစသဖြင့်မင်းတို့တွေကလူခွေရေးချိုးပေါက်ခံရပြီးတော့လုံသမားခွေရေးပါဝင်အားလုံးချိုးပေါက်ခံရပြီးတော့အတင်းတမဖမ်းလာပြီးတော့တတ်သေးဝင်ဝင်မဝင်မင်းတို့တတ်မယ်မင်းတို့မျိုးတွေကိုဆွေမျိုးတော်ချင်းနဲ့ထောင်ချမယ်စသဖြင့်ချိတ်ချောက်ပြီးတော့စစ်သည်ကြုံပြုခံတွတ်သွင်းခံခံလာရတယ်ဆိုတဲ့ ဥပဒေချိုးဖောက်ခံရမှုတက်တည်လို့ကျွန်တော်တရားဝင်ပြပေးတယ်။နိုင်ငံတကာအစိုးရတွေအကဲဖြတ်တဲ့ဥပဒေပြည့်ရေးဆိုင်ရာတွေအတွက်မင်းတို့ကထင်ရှားတဲ့နော်အမှန်တရားဘက်တော်သားတက်တည်လေဖြစ်။မင်းတို့တွေရဲ့လူရက်တွေကိုတရားဝင်တရားခွင်ပြုနေဆစ်ဆင်းစီရင်ပြီးတော့မင်းအွန်လိုင်းရဲ့ရက်ဆက်ဆိုးရွားကြမ်းတမ်းကောက်ကျစ်တဲ့လူရက်တွေကိုဥပဒေနိုင်ရင်အရေးယူနိုင်ဖို့အတွက်ခွန်အားတွေကိုမင်းတို့ကပံ့ပိုးပေးတာဖြစ်တယ်။ဒါကြောင့်မင်းတို့ကတစ်ခါထပ်ပြီးအကျိုးပြုပြန်ကြအောင်ပေါ့။ဟောအခုဆိုတော့ဗက်ကြောင်းလာတဲ့လူတွေထဲမှာအခုဒီဒီရဲဘော်ခွေရဲလိုလိုမျိုး အမှန်နဲ့တရားကိုပြည့်ပြည့်စုံစုံသိမလို့နိုင်ငံတော်ကြီးအခုချိန်မှာလူငယ်တွေရဲ့စွမ်းမကလူငယ်ထဲမှာမှအမှန်နဲ့တရားကိုပြည့်ပြည့်သားသားသိမြင်တဲ့စွမ်းမကရှိတဲ့သူတွေအမှန်နဲ့တရားကိုပြည့်ပြည့်သားသားသိဦးနေမကဘူးငါတို့ဟာစစ်သားကောင်းစိတ်ရတဲ့လက်နက်ကိုဆွဲကင်ပြီးတော့ဘာကြောင့်လက်နက်ကိုဆွဲကင်လဲဆိုလို့ရှိရင်ဥမာလီမင်းတို့ပြောပြမယ်လမ်းပေါ်ကိုတင်ကြံလာတဲ့ရွှွင့်နေဘွက်တွေအနေဒီသဘောကြည့်တော့မျိုးလုံးနဲ့မပြောင်းကြည့်လမ်းပေါ်ကိုရေကြီးလို့ပြီးပြီးချောင်းတောင်ကြရောက်ပြီးရောက်လာတဲ့ ရှုံနေဘွက်တွေအနေတွေကိုရေတန့်ရေကြီးနဲ့ဆေးမရမလားရေနောက်တွေနဲ့ဆေးရင်ပြောင်းမလားဟွန်းဥမာပြောပြရနော်ဟုတ်လားဟုတ်ပါရှုံဆိုတာရေကြောက်ဖြစ်လာတဲ့ရှုံမယ်အညစ်အကြေးတွေပါလားအမိုက်တိုက်တွေပါလားဒီဟာကိုတန့်ရှင်းတော့ဖို့မင်းတို့ဟာဖြူစင်တဲ့ရေတန့်နဲ့ပြန်ဆေးရအေးအဲ့တော့အခုလက်နက်ကင်ထားတဲ့စစ်တပ်လူစိုးလူသွမ်းလူရုံမာတွေဆေးမွေးဆေးတွေတုံးဆွဲကိုချင်းစာရိုက်တဲ့ပြပြားနေတဲ့ တွေ့ခင်ဗျာမိန်းကလေးမရင်းကြည့်မပြောတွေ့ခင်ဗျာအိမ်ကိုမီးရှို့ဖို့ပဲချောင်းနေတဲ့လူစိုးလူသွန်းတွေလက်ထဲမှာကန်ထားတဲ့လက်နက်ကိုမင်းတို့ကနှီးဖြာတဲ့ဓမာလေးတစ်ချောင်းနဲ့သွားပြန်တောင်းလို့ရမလားမရဘူးမင်းတို့ခုနိုင်လက်နက်ကန်ဖို့လိုတယ်မင်းတို့အမှန်နဲ့တရားကိုကျင့်သုံးပြီးတော့ပြတ်ပြတ်သားသားမင်းတို့နိုင်ငံအနာဂတ်ကောင်းဖို့လွတ်လပ်ခွင့်တွေလုံခြုံခွင့်တွေဘေးကွင်းခွင့်တွေနဲ့မင်းတို့ရဲ့တားဆီးမြေးဆက်တရားဥပဒေစိုးမိုးတဲ့စနစ်တစ်ခုကိုပေါ်ပေါက်နိုင်ဖို့လူကောင်းတွေလက်ထဲမှာတနက်ရှိဖို့လိုတယ် လူโซတွေလက်ထဲကတနက်ကိုလူကောင်းတွေလက်ထဲရောက်အောင်မပြောင်းနိုင်သေးခင်ဗျာမင်းတို့မျိုးစိုးစင်ဆက်အားလုံးဟာလူโซတွေရဲ့နှိပ်ဆက်ကလူပြုမအောင်မှာဆက်နေကြတော့ဒါကြောင့်မလို့အသက်ရွယ်လည်းရှိတယ်ကျမ်းမာရေးလည်းကောင်းတယ်စစ်ပညာကိုလည်းအကြောင်းတစ်ခုနဲ့သင်ခဲ့တဲ့မင်းတို့လူငယ်တွေပခုံးမှာလူโซတွေလက်ကတနက်ကိုလူကောင်းတွေလက်ကိုပြောင်းခွင့်ရအောင်ဝိုင်းကြိုးစားဖို့တောင်းရှိကြောက်နေလို့မရဘူးဟုတ်လားမြေပေါ်မှာကြည့် တစ်သားတစ်ခုတည်းကိုဝါချုံလေးကိုရိုက်တွင်ဝင်မလားဝင်ပါဘူး။တန်ချောင်းတစ်ချောင်းရိုက်တွင်ဝင်ပါတယ်။ဒါပဲ။တော့မင်းတို့ဥပဒေနဲ့ပြောတာမင်းတို့မှာတမိုင်းကပေးလာတဲ့တာဝန်ရှိတယ်။အာငါကျွန်တော်တို့ကစင်မတိုက်ချင်လို့ကျွန်တော်ထွက်ပြေးလာဟုတ်တယ်။စင်မတိုက်ချင်လို့ထွက်ပြေးလာတယ်ဆိုတာမင်းရဲ့လူငယ်ဘဝအတွက်ကတော့မှန်တယ်။ဒါပေမဲ့မင်းတို့အနာကဘဝအတွက်တော့မမှန်ဘူး။ဒါမင်းတို့အတင်းတွန်းနေတာမဟုတ်ဘူး။ မင်းတို့အိမ်ကိုမြန်မြန်ပြန်ကျင်တယ်မဟုတ်လားအိမ်မြန်မြန်ပြန်ကျင်ဒီစနစ်ကြီးပြီးဆုံးမှပြန်မှပြန်လို့ရမှာဟုတ်လားဒီစနစ်ကြီးပြီးဆုံးဖို့အတူတူဝိုင်းလို့ဝိုင်းတိုက်မှရဒါမှမင်းတို့အိမ်ကြောင်ရမှာလေဟာကျွန်တော်အိမ်ကြောင်ဝယ်မထိုင်ဆောင်နေမဲ့တိုက်တဲ့လူတွေတိုက်ကြစီမင်းတို့အချောင်သမားတွေများနေသမျှတော်လိုင်းကြီးကြံ့ကြံ့နေမှာဖြစ်တယ်ဟုတ်လားဟုတ်ပါဘူးအဲ့တော့မင်းတို့ဒီအားလုံးကိုနည်းနည်းထွေးထွေးကြိုဆိုရဲအားလုံးပေါ့နော်အခုကမင်းတို့နေနေပြီးအေးစေးစေးတယောက်ချင်းတော်တော်ဘယ်သူတစ်ခုတော်တော်စကားတွေပြောပြီးတော့ မျက်နာခေါ်လို့ရတဲ့သူတွေနဲ့ငါတို့စကားကြီးပြောတယ်ဟုတ်ငါတို့နေနေဖြည်းဖြည်းလေးလေးစားစားဂုံပြုတ်ပြီးတော့တို့တကယ်ကိုကြိုးစိုးတယ်နော်အခုဒီမှာဆရာမင်းသားတို့ဆရာအဖွဲအပါဝင်ဒီကဒီကအဖွဲအပါဝင်အခုပြောပြောကြားရတဲ့စားငတ်တလက်ပြတ်တလက်ဆိုတဲ့စကားလုံးကိုစိတ်မကောင်းဆောင်နဲ့ကြားပြရတဲ့ကြောင့်မင်းတို့ငတ်တလက်ပြတ်တလက်ဆိုတဲ့အစားအစင်ပြေဆုံးစားနိုင်တော့တဲ့အနေထားဖြစ်အောင်ဝေးရန်ကူညီသွားပြီးမယ်လို့ပြောကြရင်းနဲ့နင်တို့တို့ရေဘော်အားလုံးကြိုးစိုးနှုတ်ခွန်းဆက်ပါတယ်အားလုံးကျေးဇူးတင် Thank <laughs> you.